ကြောက်ဖြူမျိုးအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာတစ်နှစ်ထက်တစ်နှစ်ပြင်းထန်လာနေတဲ့အတွက်ကြောင့်တာမန်တရုတ်ဝန်ထမ်းတွေဟာအခုရက်ပိုင်းအတွင်းမှာစက်ယုံတွေကနေထွက်ပြေးတိမ်းရှာမှုတွေရှိလာနေတယ်လို့သတင်းရရှိပါရယ်။ EA နဲ့တိုက်ပွဲတွေဖြစ်တော့စစ်ကောင်စီဘက်ကတရုတ်စက်ယုံတွေရဲ့ area အထက်ကိုလုံခြုံရေးယူတဲ့ပုံစံနဲ့အင်အားဖြစ်နေပြီးတရုတ်လုံသားတွေနဲ့မြန်မာဝန်ထမ်းတွေဟာကြောက်လို့ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ စီသတင်းရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါတယ်။ဂုံးချွင်တိုင်းနယ်မလာကျွန်း area ဝန်းကျင်ကတရုတ်စီမံကိန်း area အနီးအထီးတိုက်ပွဲတွေဖြစ်ပွားလာပြီးစစ်ကောင်စီကအဲ့ဒီနေရာတွေမှာအင်အားဖြစ်တင်းပြီးလုံခြုံရေးယူထားကပြစ်ခတ်မှုတရှုလဲဆက်ရုံအနီးပတ်ဝန်းကျင်မှာဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ထွက်ပြေးတိမ်းရှောင်နေကြတဲ့အထဲမှာတရုတ်လုံသားတွေအပါအဝင်မြန်မာလုံသားတွေလည်းပါဝင်နေပြီးမေလ26ရက်နေ့ကစတင်ကထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ တရုတ်ဝင်တဲ့တချို့ကတော့တိုက်ပွဲမဖြစ်ပွားသေးတဲ့ကြောက်ဖြူသဘောဝတငွေနဲ့ရင်းနှီးစိတ်ကန်စီမံကိန်းရှိရာမတေးကျွန်းဖက်ကိုတင်းရှောင်နေကြပြီးတော့တရုတ်ဝင်တဲ့အကြီးပိုင်းတချို့ကတော့ရန်ကုန်ကိုလေကြောင်းနဲ့ထွက်ပြေးတင်းရှောင်သွားကြတယ်လို့ကြောက်ဖြူမြို့ခန့်အမျိုးသမီးတယောက်ကနှော်ရီစရာကိုပြောပါရရှင်။